မင်္ဂလာပါရှင်။မက်လ28ရက်တောက်ကြနေ့ရဲ့တိမပွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပင်လယ်ပြင်နဲ့စွမ်းရင်ကဏ္ဍအပြည့်ရဲ့ရေးရုရှားနဲ့ယူကရိန်းသဘောတူတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းနဲ့ရုရှားတို့ဟာပင်လယ်ပြင်နဲ့စွမ်းရင်ဆိုင်ရာပြစ်မှတ်များကိုတိုက်ခိုက်ခြင်းများအားရပ်တန့်ရန်အင်္ဂါနေ့ကအမေရိကန်ပြည်ထောင်စုနဲ့တီးခြားစီသဘောတူညီချက်များရရှိခဲ့ပြီးဝါရှင်တန်ကမော်စကိုပေါ်ပိတ်ဆို့တိုက်ခတ်မှုအချို့ကိုရုတ်သိမ်းရန်တော်အားပေးလွှတ်ဆောင်ရေးအားသဘောတူညီခဲ့တယ်လို့သိရပါတယ်။ င်နယ်နဲ့ရေချောင်းလုံချုံရေးသဘောတူညီချက်ကိုမိသည့်အချိန်တွင်မိတို့စတင်မှကိုရှင်းလင်းစွာမသိရသေးတော့လေအခုသဘောတူညီချက်များဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရေးတွန်းအားပေးသူကိဖ်နဲ့ဥရောပကိုအထိတ်တလန့်ဖြစ်စေတဲ့မော်စကိုဘက်ရင်းသောသဘောထားပြလာသူတမရဒေါ်နယ်ထရန်ကစတင်တောင်းဝယ်ယူပြီးနောက်ပိုင်းစစ်မှတ်ဖြစ်ပွားနေတဲ့နှစ်ဖက်ကြားပထမဆုံးတရားဝင်ကတိကဝတ်များဖြစ်ကြောင်းလည်းသိရှိရပါရှင်။ ဆလတ်တင်စမဲတဲ့ရင်ကတော့ထိုင်းဝင်ကြီးချုပ်အပေါ်အယုံအကြည်မရှိအစိုးမဲခွဲမှုရှုံနေတဲ့တဲ့ရင်ဖြစ်ပါတယ်။ထိုင်းဝင်ကြီးချုပ်ဘေတုံတန်ရှင်နာဝက်ထရာဟာမတ်လ26ရက်ကလွတ်တော်ရင်သူ့အပေါ်အယုံအကြည်မရှိအစိုးမဲခွဲဆုံးဖြတ်ရရင်အနိုင်ရခဲ့ပြီးသူရဲ့ဖခင်ဖြစ်သူဘီလီယံနာဝင်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ထရာရဲ့ရုပ်သရုပ်ဖြစ်တယ်လို့ဆွဆဲခဲ့တဲ့အတိုင်ခံပါတီများရဲ့စိန်ခေါ်ချက်ကိုကြော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ တိုင်းပြည်စီမံခန့်ခွဲမှုအတွေ့အကြုံမရှိသေးတဲ့အသက်38နှစ်အရွယ်ဝင်းကြီးချုပ်ကိုအတိုက်ခံများကတိုက်ခိုက်ခဲ့တဲ့နှစ်ရက်ကြာအခြေအတင်စကစစ်ထိုးပွဲပြီးရင်လွတ်တော်အမတ်များကအဆိုကိုထောက်ခံမဲ162မဲကန့်ကွက်မဲ319မဲဈာနေ9မဲတို့ဖြင့်ဖြိုချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့သတင်းဌာနပိတ်သိမ်းခံရမှုတမရထရန်အစိုးရကို VOE ညွှန်ကြားရေးမှူးတရားထက်ဆွဲတဲ့သတင်းဖြစ်ပါတယ်။ Vice of America သတင်းဌာနကိုပိတ်သိမ်းခြင်းဟာတရားမဝင်ကြောင်းအဖွဲ့ရဲ့အကြီးအကဲဖြစ်သူညွန်ကြားရေးမှူး Michael Abramowitz က American သမ္မတ Donald Trump အစိုးရကိုဗုဒ္ဓဘူးနေက Federal တရားရုံတွင်တရားစွဲဆိုလိုက်တယ်လို့သိရှိရပါတယ်။ Trump အစိုးရက American ကမ္ဘာလုံးဆိုင်ရာ Media Agency USAGM ရဲ့စီမံကုတ်ကဲမှုအောင်သူမဟုတ်ရမငွေထောက်ပံ့ထားသော Media လုပ်ငန်းများစွာကိုပိတ်ပစ်ခဲ့ပြီးနောက်အခုကဲ့သို့တရားစွဲဆိုမှုများပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ USAGM ကိုမုံတီကြောင်ထုတ်ဖော်ပြောဆိုမှုတဲ့သမ္မတဒေါ်နယ်ထရန့်ဟာ agency အချို့အားရှမ်းမွေရနာတဲ့အထူးမိန့်ကိုမတ်လ15ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ရာတွင် Radio Free Europe Radio Liberty နဲ့ VOE တို့ကိုစီမံကုကဲခြင်းငွေကြေးထောက်ပံ့ခြင်းများပြုလုပ်ပေးနေတဲ့ USAGM လည်းပါဝင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တောင်ကိုရီးယားတော်မီကြောင့်တည်ဆုံးသူ24ဦးအထိရှိလာတဲ့သတင်းဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းဒေသနေရာများစွာတွင် လောင်ကျွမ်းနေတဲ့တော်မင်းများကြောင့်တည်ဆုံးသူ24ဦးထပ်မံရှိလာက20ကျော်ထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထောင်ထဲချီသောမိသက်သမားများနဲ့စစ်သားများဟာပြန့်နှံ့လောင်ကျွမ်းနေတဲ့မိလောင်ပြင်းများကိုအမြန်ထိန်းဆုပ်နိုင်ရန်ခက်ခက်ခဲခဲစူးစမ်းနေရကြောင်းသိရပါဗျ။တရင်ပကုံပိုင်းတွင်မီးလောင်ပြင်းတရာစင်စော်ရှိခဲ့ပြီးလူဦးရေ2000ခန့်ကိုအရေးပေါ်ရှိပြောင်းပေးခဲ့ရပါသည်။ ဗုဒ္ဓဦးနဲ့မနက်ပိုင်းတွင်မိသက်သမားများဟာနိုင်ငံတော်မှာမီးလောင်ပြင်းအသေးငါးခုထံမင်းကိုညှိနှံနေရကြောင်းလဲကိုရီးယားသစ်တော်ဌာနကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့တရုတ်တွင်တော်မီလောင်ပြီးမိသက်သမား900ကျော်ဖြင့်ညှိနှံနေရတဲ့တဲ့ရင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်းအန်ဟွေးပြည်နယ်ရှိတတော်တခုတွင်တော်မီလောင်ကျွမ်းနေပြီးမိသက်သမား900ကျော်ဖြင့်စူးစမ်းညှိနှိုင်းနေရတယ်လို့သိရှိရပါတယ်။သို့သောလက်ရှိအချိန်ထိမိလောင်မှုကြောင့်လူသေဆုံးမှုနှင့်ဒဏ်ရာရရှိမှုမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။မိလောင်မှုဟာမွန်လ2:26မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ကာမိသက်သမား900ကျော်ရောက်ရှိလာပြီးမိငိမ့်သက်ရန်မြေတူးဆက်များရေပြန်ဒရုန်းများနှင့်မိသက်ကားများအကူအညီဖြင့်မိငိမ့်သက်နိုင်ရန်လှုံ့ဆော်နေကြဆဲဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ရိသေများရှင်ကျမတို့ရှင်ကုန်မီဒီယာကနေအရှိလေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စ်တွေတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စစ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြီးစုပေးခဲ့ကြတဲ့ပြည်သူများကိုစိတ်ဆုထူးတင်ရှိပါတယ်ရှင်။